ငလင်အတွက်အစွမ်းကောက်ကူညီပေးခဲ့ပေမယ့်အဖက်လုပ်တဲ့သူတွေမရှိလို့ဒူဘိုင်းကိုထွက်သွားပြီးအပန်းဖြေနေတဲ့ No Fault ရဲ့တောင်ပြည်သူများလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Sales Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်နော်ဖိုင်ထားကတော့ပြိသက်ခံမရရှိထားခဲ့တဲ့တရုတ်ဆောင်မင်းသမီးတက်လက်ပါဒါပေမဲ့ပြီးခဲ့တဲ့လအနေငယ်ကဘော်ဘီဆော်ဆာရဲ့တချင်တပုံနဲ့အတူနောက်ကျောင်းတွေဖော်ထုတ်ခံခဲ့ရပါတယ်အဆိုတော့တရုတ်ဆောင်လွမ်းပိုင်ရဲ့စနိုက်ကျော်ဇလန်းတွေဖြစ်ခဲ့ရကြောင်းအများကဝေဖန်ပြစ်တင်ခြင်းကိုပြင်းပြထန်ထန်ခံခဲ့ရတာပါ သူမနဲ့လွမ်းပိုင်တို့ဇလန်းရှုပ်တဲ့ဗီဒီယိုကလစ်လေးတစ်ခုထွက်ပေါ်လာခဲ့ပြီးတော့ Not Fire ထားတဲ့အချက်တကွဲဖြစ်ခဲ့ရပါတယ်။ဒီလိုဖြစ်တွေ့ကြောင်းသူမအနေနဲ့မြန်မာနိုင်ငံမှာဆက်လက်မနေတော့ပဲလက်ရှိချစ်သူကိုထက်ခံဝင်တဲ့သူတရုတ်နိုင်ငံမှာရှောင်တိန်ပြီးတော့စိတ်ဒဏ်ရာတွေကိုကုစားနေခဲ့ပါတယ်။အဲဒီနောက်မြန်မာနိုင်ငံကိုပြန်လာခဲ့ပြီးတော့ပြည်သက်ရှိကိုလည်းထွက်မလာခဲ့တော့ပါဘူး။ မဇလ28ရက်နေ့မြင်းကလင်းကြီးလှုပ်ခတ်ပြီးနိုင်ငံတော်ဝန်ပြည်စည်းဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ချိန်မှာနော်ဖော့ရထားကပြည်သက်နဲ့ပြည်သူတွေရှေ့ကိုပြန်လည်ရောက်ရှိလာပါတယ်။သူမကငလင်းလှုပ်ပြီးနောက်နေ့ချစ်တဲ့မဇလ29ရက်နေ့မှာခိုင်နင်းဝေပရိုက်တာဖောင်ဒေးရှင်းထံမှငွေကြေးသိန်းတရာကိုချက်ချင်းလူတန်းခဲ့ပါတယ်။အဲဒီနောက်မှာလည်းငလင်းဘေးတဲ့နေရာတွေစီကိုတွားရောက်ကူညီပေးဖို့တဆုံဖြတ်ကအလွန်ငွေတွေပစ္စည်းတွေကိုလူတန်းခဲ့ပါတယ်။မန္တလေးစကိုင်းကငလင်းတန်းသိန်းပြည်သူတွေအတွက်ကိုရင်းတွားရောက်လူတန်းပြီးတော့အားပေးမှုတွေဆောင်ရွက်ခဲ့ပါတယ်။ နောက်ထပ်လည်းအင်းလေးဒေသတွေတွားရောက်ပြီးငလင်းကြောင်ပြိုကျပျက်စီးခဲ့ရတဲ့ရွာတွေကိုကုညီမှုတွေဆောင်ရွက်ပေးခဲ့ရပါပြိုကျပျက်စီးခဲ့တဲ့အိမ်တွေတွေကအိမ်အောင်စု20အတွက်နေအိမ်အလုံး20ကိုပြန်လည်တည်ဆောက်ဖို့ကူညီခဲ့ပါတယ်။ဒီမှာကအဲ့ဒီအိမ်တွေပြန်လည်ဆောက်လုပ်ဖို့အတွက်ငွေကျပ်105သိန်းကိုမတည်ပေးခဲ့ပြီးတော့ဒီမှာကလူတန်းပေးတဲ့အလူရှင်တွေရဲ့ငွေတွေကိုပါစုပေါင်းပြီးတော့ဆောင်ရွက်ခဲ့ပါတယ်။ တိန်တောင်ကို350နုံသတ်မှတ်ထားတဲ့နေအိမ်ပေါင်း20ကိုပြန်လည်တိဆောက်ပေးသွားမှာပါအလူရှင်တွေလူတန်းနဲ့ငွေတွေနဲ့ထောက်ပံ့ကူညီတဲ့အသုံးစရင်းတွေကိုလည်းသူမရဲ့ဆိုရှယ်မီဒီယာမှာတေချာရှင်းလင်းပေးခဲ့ပါတယ်။ Now Fighter ကမတ်လ31ရက်နေ့ကနေစပြီး April 23ရက်နေ့အထိနှစ်ပတ်တိတိခရီးတွေသွားပြီးတော့ဘေးဒင်းပြည်သူတွေနဲ့မိသားစုတွေကိုကူညီပေးခဲ့ရပါတယ်။ ဒါပေမဲ့လည်းသူမရဲ့ကိုညင်မှုတွေအပေါ်မှာအားပေးထောက်ခံချီးကျူးမှုတွေကတိတ်မရှိပါဘူး။အွန်လိုင်းစာမျက်နှာတွေနဲ့သတင်းတွေမှာလည်းသူမလူတန်းမှုတွေကိုအလေးထားဖော်ပြတာမျိုးတိတ်မရှိပါဘူး။အဲဒီလိုမျိုးအဖက်လုံးမခံရတာတွေကြောင့်အခုချိန်မှာတော့သူမကစိတ်ပြေလက်ပြောင်းဖြစ်ဒူဘိုင်းကိုအပန်းဖြေခရီးထွက်နေခဲ့ပါတယ်။စိတ်ကျဉ်းကျပ်မှုတွေကိုဖြေပြဖို့အတွက်ဒူဘိုင်းကနာမည်ကြီးနေရာတွေကိုတွားရောက်လဲပက်ခဲ့တာဖြစ်ပါတယ်။ ဒါအပြင်လည်းတကယ်ကိုတန်ဖိုးကြီး Ferrari ကားကြီးနဲ့ရှောက်လည်နေရကိုတွေ့ခဲ့ကြရပါတယ်။ Nova ရထားရဲ့ချစ်သူဖြစ်တဲ့ကိုထက်ခိုင်ဝင်းကတာမန်လူချမ်းသာတယောက်မဟုတ်ဘဲတကယ်ထိတ်တန်းချမ်းသာကြွယ်ဝတဲ့တတိကြီးတယောက်ဖြစ်ပါတယ်။ဒါကြောင့်လည်းသူမအနေနဲ့သွားချင်တဲ့နိုင်ငံကိုအေးအေးဆေးဆေးသွားရောက်ခဲ့ပြီးတော့အပန်းဖြေတာတွေရှောက်လည်တာတွေကိုလုပ်နိုင်နေရဖြစ်ပါတယ်။တက်တဲ့စမင်းသမီးတို့အဖြစ်နာမည်ရလာချိန်မှာနောက်ွယ်ကအမောင်ဇလန်းတွေဖော်ထုတ်ခံခဲ့ရတာကြောင့်အရှက်ရောတိတ်ခါပါကြာစင်းခဲ့ရပါတယ်။ သူမအနေနဲ့လည်းဘေးသင့်တဲ့ပြည်သူတွေကိုကူညီဖို့ရောကြာစင်းခဲ့ရတဲ့သူမရဲ့ဂုဏ်သိက္ခာအတွက်ရောပြန်လည်အဖက်ဆယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းလက်ရှိချိန်ထိတော့ပြည်သူတွေနဲ့ပရိသတ်တွေရဲ့အဖက်မလုပ်တဲ့အဖြစ်တွေကိုသာရရှိခဲ့ရပါ။ပရိသတ်ကြီးကရောငလင်ဘေးအတွက်တတ်နိုင်သမျှကူညီခဲ့တဲ့ Non-Fire ထားဟာ ချီကျူးကွန်ပြမှုတွေနဲ့ထားတိုင်ရင်လားဆိုတာပြောပေးခဲ့ကြပါအောင်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ဆယ်လီစပေးပရိသတ်ကြီးများကတ်သုံးမဘေးကနေကင်းလွေးကြပါစေနော်